မြန်မာနိုင်ငံကြီးကအပေါ်ရကြည်လို့မရဘူးသူတပိရခိုင်မှလည်းပါတယ်အခုအောက်ဘေးရနေတဲ့နေရာမှာတချို့မကြည်လည်မှုတွေပါတယ်ဒါထောက်ပြတာနော်ဝေဖန်တာဖောင်းထုတာလည်းမဟုတ်ဘူးအားကိုးလို့မျော်လင့်လို့ထောက်ပြတာသူတို့ကနေလမ်းပြမတာပဲကျွန်တော်တို့တွေကတော်လို့ရတော့မှအခြေအနေဖြစ်သွားပြီအဓိကရခိုင်တွေနဲ့အဲ့ဒီမွတ်စလင်တွေကြားပြဿနာကဗမာတွေနဲ့ရခိုင်တွေကြားမသိမြတ်မှု NLD နဲ့ရခိုင်တွေကြားအဲ့လိုမပြည့်လည်တာတွေအားလုံးကတတိထားမိကြမှာပဲမပြည့်လည်မှုတွေဟာအားလုံးသိပါတယ် ဲ့ဒါကအဲ့လိုမျိုးရခိုင်ရောဗမာရောလူဖွဲ့စည်းတစ်ခုလိုရအောက်ချစ်အထိဘလို့နီလာနေတဲ့အစိမ့်စိမ့်မမဖြစ်အောင်သွေးခွဲခက်ကြလဲဆိုတာဒီလိုလို့တယ်အဲ့ဒါတိမပဲကျွန်တော်တို့ကဩဒါကြောင့်ဖြစ်မဲ့ဆိုတာမျိုးနားလက်ပေးနိုင်မှာမဟုတ်ရင်တော့လာမထီနဲ့ဆိုတာကြီးနဲ့တွားလိမ့်မယ်ငါအစွဲနဲ့ဒီတော့အဲ့မေကောနေရအဖြစ်အနေနဲ့အဲ့ဒါ divide and rule ဒီတိချခက်ကလေးကပြောခဲ့တာလွယ်ပါတယ်သွေးခွဲအုပ်ချုပ်ဆိုတဲ့ colony အမွေဆိုးပဲဒါပေမဲ့အပြင်းဝဆက်ခံခဲလို့ဘာမှမဖြစ်ဘူးအဲ့ထက်ပို့ပြီးတော့ အပ်ဒိတ်တင်ထားတဲ့နီလန်ဘောက်စုံနဲ့အစစ်စစ်ဆိုးဝါတစ်ထက်ဆိုးဝါအောင်ဖန်တီးတုံ့ပြုခဲ့တာစစ်တပ်ဟာဗြိတိရှားခေတ်အဲ့ဒီဟာကိုအတုံးပြုတယ်တောင်တန်းနဲ့မြေပြန်ပြည်မနဲ့တောင်တန်းခွဲခြားတယ်အမျိုးသားဆင်းရဲနေဘယ်လိုလုပ်တယ်ဆိုဟိုအောက်ခြေအစင်တီအဲ့ဒီ divine rule ကိုစနစ်တကျကိုတုံ့ပြစ်လိုက်တာသူများနိုင်ငံကတိုက်ပြည်တပြည်ကိုအုပ်ချုပ်မယ်ဆိုရင် divine and rule နဲ့သူခွဲထားလိုက်ပြီးတော့ဟိုဘက်ကိုပေးလိုက်ဒီဘက်ကိုပေးလိုက်နဲ့ခွဲထုတ်လိုက်တာအခုကအဲ့လိုမဟုတ်ဘူးဟိုအောက်ခြေ ဟိုကျွန်တော်တို့အခြေခံရန်တရာအုပ်ချုပ်ရေးဘိုင်းတွေထီးကို divide and rule ဝင်ထားတယ်အထင်ရှားဆုံးကဒီကျေးရွာအဆင့်ထိကို2000လောက်မှာပေါ်ရခိုင်မှာအာအဓိကပေါ်လာတဲ့ပြဿနာတုံးခုပြောလို့ရတယ်တွေးတွေးနိုင်တယ်ပေါ့နော်ဒီလိုပြပထမချက်ကမြေရပြဿနာပေါ့အခုပြဿနာတက်တယ်လေစစ်ကစီအောက်ကတိတ်ထားတဲ့မြေရကိုငါတို့အန်နဲ့အာ AA အစိုးရ UAA အုပ်ချုပ်တဲ့အချိန်မှာပြန်လာ site ပြိုးတယ်ဆိုတဲ့ဥစ္စာမျိုးပြဿနာတက်တယ် main ပြားမှာတိမှာ အဲ့တော့ကရခိုင်ကြီးရတွေမှာအများပိုင်မြေတို့၊ကိုင်းတို့၊ကျွန်းတို့အများကြီးရှိတယ်။တောင်သူလယ်သမားအများစုကလည်းမီယိုဖလာပိုင်ဆိုင်မှုနဲ့ပဲလောက်ကန်စားတောက်ခဲ့ကြတာ။ရှင်းရှင်းပြောရတော့အယောင်ဝက်ဆောက်ချုပ်တွေအမခန့်ချက်တွေမရှိဘူး။ဘသူပိုင်လဲဆိုရင်ငါဖိုးပိုင်တယ်၊ငါဖိပိုင်တယ်ဆိုတဲ့သဘောနဲ့တွားခဲ့တာ။ဒါပေမဲ့2000ပြည့်နှစ်တွေရောက်တော့ဘလို့ဖြစ်လာလဲဆိုရင်စစ်တပ်နဲ့ပေါင်းတဲ့ခရိုနီတွေကမြေစင်းဌာနနဲ့ပေါင်းပြီးတော့အဲ့လိုအယူွက်နေပြီးအဲ့မြေတွေကိုနာမည်ပြောင်းနေလိုက်သိမ်းယူခဲ့တာ။အဲ့မှာပြဿနာကြီးတက်ရောဖြေရှင်းရတော့မှပြဿနာအခုပေါ့။ နော်အရင်တော့ငါအဖိုးဟာဆိုတော့ဘယ်သူမှလည်းမငင်းဘူးလေမျိုးရိုးဆက်ဆက်တိကျတယ်လေအဲ့တော့မြန်မာစစ်တပ်တွေက2000ပြည့်နှစ်မှာခရိုနီတွေနဲ့ပေါင်းပြီးအဲ့ဒီမြေစင်းထဏာတွေနဲ့ပေါင်းပေါင်းပြီးတော့မြေຫນွေကိုနာမည်ပြောင်းသိမ်းယူခဲ့တယ်အနုနီးနဲ့သိမ်းတာပညာတတ်နီးနဲ့တချို့နေရာတွေမှာဆိုရင်လက်သမားတွေရဲ့မူလပိုင်ဆိုင်မှုစာရွက်တွေကိုပါဖျောက်ဖျက်ပြစ်လိုက်တယ်ခရိုနီအမိဘောက်စာရွက်အသစ်တွေနဲ့ငင်းလို့မရအောင်ထုတ်ဝေပြီးတော့တမင်တကာလောက်လာခဲ့ချီပြီးတော့ပြီးရိုက်တာအဲ့လို အဲ့လိုတကယ်မပိုင်တဲ့သူတွေကတရားဝင်ပိုင်ဆိုင်မှုလို့လို့နဲ့အထောက်အထားတွေရသွားတာမျိုးဟာခရိုနီယာနေတဆင့်နီးစားတဲ့လူတွေရသွားတာမျိုးဟာတကယ်တကယ်ပိုင်တဲ့လက်သမားတွေမှာဘာစာရွက်မှမရှိတော့တာမျိုးဖြစ်သွားပြီလက်ရှိ UAA ကြုံရတာအဲ့ဒါမျိုးနဲ့တွားတူနေတယ်။တရားရေးရင်ဆိုင်တဲ့အခါမှာလက်သမားတွေကအနည်းဆုံးတော့ဒါကြုံမွဲတွေများတယ်ငွေကြေးမတတ်နိုင်ဘူးတက်တဲ့အထောက်အထားလည်းစာမတတ်တော့မရှိဘူးမပြနိုင်ဘူးတရားရေးမှလည်းရှုံးတော့အဲ့လိုနဲ့ ဒီအဲ့ဒီအခြေကလေးကစပြီးအဲ့ဒီနေ့ကနေစပြီးတော့ခြေရွာတွေမှာဘယ်လိုဖြစ်လာလဲဆိုရင်လက်သမားနဲ့ခရိုနီဆင်းရဲသူနဲ့ချမ်းသာသူတွေကြားငွေရှင်နဲ့ဗရီတရစ်အကျင့်တွေနဲ့အားရှုပ်ရှဲတွေခတ်ပြီးတော့မကျေနပ်မှုတွေရံပွဲတွေတပ်ဖြတ်မှုတွေအထိဖြစ်လာတယ်အဲ့ဒါဟာတသက်မဲ့လုံခဲ့တဲ့ဆိုတာမှန်းနားလည်ဖို့ဆိုတာတဲ့ပြဿနာအခြေတစ်ခုရောက်လာတော့တေချာပေါအမြင့်တွေ့သွားလာပြီးတော့ကိုယ့်ရဲ့ဝိုင်းရီအတွက်အသက်သွေးချွေး ရင်းနှီးပြီးတော့လောက်ကိုင်လာခဲ့တဲ့ဘိုးဘွားပိုင်မီဟာကိုမြေကိုတရားဥပဒေရဲ့ဟိုလက်ကွက်ပရိယောတုံးပြီးတော့အဓမ္မလူယူခံလာရတာမျိုးဆိုလို့လားရှေ့ရှေ့ပြောရင်ကိုအိတ်ကိုမပိုင်တော့ပဲဘာမှမသိလာပဲသူများလက်အောက်ရောက်သွားတော့နော်ဒါပြည်သူပိုင်တိုင်းတော့မဟုတ်နော်ပြည်သူပိုင်တိုင်းတော့ရုပ်ဆိုးတယ်ဟိုမှာပညာတတ်နေတယ်လဲလိုက်တော့အဲ့လိုမျိုးရှိတယ်ဒါပရမတ်ချက်အဲ့ဒီအောက်ချစ်ထိဖြစ်နေတာတွေပေါ့နော်ရခိုင်မှာတည်းလားဆိုတော့မဟုတ်ဘူးဆမ်တဲ့နေရာတွေတော်တော်များများနဲ့ကြေးရွာတွေဒေသတွေအများကြီး နောက်တစ်ခုကဒုတိယအချက်အဲ့ဒါကရာကြီးဥက္ကဋ္ဌရွေးတဲ့နေရာမှာပြဿနာဖြစ်တာအခုလိုမျိုးပေါ့အုတ်ကြီးအုတ်ကြီးလက်ထောက်၆လောက်ကဖြစ်တာပေါ့ဗျာရခိုင်မှာလည်းအဲ့လိုပဲပြဿနာတက်တယ်ကြေးရွာဥက္ကဋ္ဌရထူဟာရခိုင်ရတွေမှာအကြီးကျယ်လူကြတဲ့ရထူတခုဖြစ်လာတယ်ကြေးရွာအုတ်ကြီးဖြစ်ဖို့နော်ကျွန်တော်ကမှနေတဲ့တူတူပဲကြေးရွာအုတ်ကြီးဖြစ်ဖို့အရေးတူရေးတာမှာအိုးအကြီးကျယ်နီးဆက်ရနီးလက်ထိုးရတာနဲ့ရထူအဲ့လာဒီမက်တာ ဘသူကပတ်ဆက်ပို့ပြီးတော့ပြင်းပြပေးနိုင်လဲဆိုပြီးမူတည်ပြီးတော့ဥက္ကဋ္ဌဖြစ်တာဟုတ်လားအဲ့လိုလူကြရင်ရုံရောက်ခက်ရောက်တရားရောက်ရိုက်ကြတတ်ကြတာတွေဒီရှိတယ်မဲဆွဲတာမဟုတ်တော့ဥက္ကဋ္ဌရောက်ထူရောက်ဖို့လူတော့တချို့ဆိုရင်ရခိုင်နေပိုင်းမှာတချို့ဆိုရင်တရားရုပ်ကိုလက်ထွေးနဲ့မွဲသွားတဲ့အာဥက္ကဋ္ဌဖြစ်တော့ပြန်ရမှာပဲဆိုတဲ့အတွေးနဲ့လက်ထွေးထွေးနဲ့မွဲပြကြသွားတဲ့သူတွေလည်းရှိတယ်စဉ်းစားကြည့်တော့အုတ်ကြီးဖြစ်ဖို့ရေးပို့ဆိုးတာက တဖြည်းဖြည်းနဲ့လေအဲ့ဒီဥက္ကဋ္ဌနေရာ तू ကမြေရိုင်းနေပေါ်ရင်အကျိုးမြတ်ရမယ်အလုံဆောက်ခွက်ရမယ်ဥက္ကဋ္ဌလူတဲ့ပွဲဟာဘယ်လိုဖြစ်လာလဲဆိုရင်ဆွေမျိုးရင်းချတဲ့ကြားတဲ့ရောက်လာတယ်ဦးဆက်လာတယ်အမွေလူသူလိုလူကြပါလေရောဒုက္ကဋ္ဌဆွဲတယ်ဖြစ်ကုန်ရောခေါင်းကြတတ်ကြတဲ့အထိဖြစ်လာတယ်ဘာဖြစ်လဲဆိုဥက္ကဋ္ဌကိုလူရဲအရှိပါလာတာအဲ့ရနေပြီးတော့အမုတ်တရားတွေကူးဆက်လာတာရှိတယ်ပြီးတော့အဲ့ထဲကလူတွေတောင်မှအဲ့လိုမျိုးမင်းကဥက္ကဋ္ဌဖြစ်နိုင်ချေရှိတဲ့ဆိုတော့မြောက်ထိုးပင်ကောစကားတွေတစ်လုံးနဲ့ဖီးတွေတက်ပြီးတော့အရင်နေဖြစ်ကုန်ရော မနမဝန်ကတိတော့ဒီရထူးအတွက်ရန်သူတွေဖြစ်သွားကြတာရှိတယ်။ဒါဟာရခိုင်တို့ဘာလို့မှာဆိုတော့ချိခဲ့တယ်။အဲ့ဒီမိသားစုတစ်ခုတည်းကိုဝင်ထိုးပစ်လိုက်တဲ့အတွေ့ထိုးမှုအာမင်းကစာနဲ့နဲ့ပို့တက်တယ်။မင်းကရန်ကုန်မှာကြောင်းတက်လာတယ်။ဘာညာနဲ့အဲ့လိုမျိုးအကွက်နဲ့အုတ်ထပေးဖို့ဆိုပြီးတွမြောက်ပေးတာပေါ့။အဲ့တော့ဥက္ကဋ္ဌသူဖိလိုပါလို့ဆိုရင်အဖေနဲ့သားနဲ့ပါအစားအတာမကြည်လည်မှုတွေဖြစ်ကုန်ရောအာတဝန်းကွယ်ဦးလေးဆိုရင်ခြားကြပြီအဲ့ဒါဆိုရင်မိချစ်ဆန်တစ်ချောင်း ထုံပြီးတော့မီရှိုးလိုက်တယ်လို့ပဲတအားလွှဲတယ်လှုပ်ရတာဘယ်သူနေရာလှုပ်ရလဲဆိုရင်ဒီမျိုးနဲ့မူးတို့အပေါ်လူတွေလှုပ်လို့တအားလွှဲတယ်အပြင်ရသူမလို့ပဲလက်အတွင်းထဲကနေသူ့လှုပ်လို့ပြကြပြီးအဲ့လိုမျိုးဒီတော့တတိယတစ်ချက်ကဘာသာရေးဘာအတော့ချတာထောင်ကြီးကြောင်းဆိုရင်ဗမာပြည်သူတွေကတအားကိုးကွယ်တာကိုဘာသာရေးဆိုရင်တော့ဆရာတော်ပြောရင်ရတယ်ဆရာတော်ဆုံးမပြီးတယ်ဆရာတော်ပြဿနာဖြေရှင်းပေးရင်အရင်ခဲ့မှဆိုရင်ပြီးတယ် ဆရာတော်ကြိတ်လုံးနဲ့ရိုက်တယ်ပေါ့ဗျာအဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့ဖုန်းကြီးကြားတာမှာပဲတပြေးပြေးနဲ့ဘယ်လိုဖြစ်လာလဲဝင်ဖုန်းကြီးကြားတာမှာမင်းရဲ့အကြောင်းငါတို့အကြောင်းမင်းတို့ရွာရဲ့အကြောင်းငါတို့ရွာရဲ့ဖုန်းကြီးအကြောင်းဖြစ်လာရောအဲ့လိုအခွဲပြပြဿနာရှိတယ်ကျွန်တော်ပြောသလိုဖုန်းကြီးကြောင်းတာမှမတူတော့ဘူးမင်းပိုင်ငါပိုင်မင်းကတိုင်းနဲ့နှစ်ထပ်ကြောင်းဆိုရင်ဒီဖက်သုံးထပ်ကြောင်းဆောက်ဆောက်မယ်ဆိုတော့အတွေးလေးနဲ့ဇွတ်လူတာဖြစ်ကုန်ရောမဟုတ်လားဘာမှတနင်္ဂနွေလုံးမှာအဲ့ဒါမစင်စားပဲလုံးနေကြတဲ့ဟာတွေရှိတယ် 2004 2005ကလည်းအဲ့လိုပဲရခိုင်တွေမှာလည်းဖောက်ကြီးကြောင်လူတွေပြဿနာဖြစ်လာတယ်။ကြော်တိုင်းလူလူမှာကြားဟောင်းတွေကြောင်တက်တယ်ဆိုပြီးအားပြိုင်ရောနှချမ်းကွဲကိုပါလေရောကြားဟောင်းဆိုမြင်လာတယ်။တအားဆိုးတဲ့ဗမာတွေရဲ့အကွက်တွေဟာအဒီဟာတွေပါပါတယ်။အဲ့ဒီကွဲတာဟာဖောက်ကြီးကြောင်တွေမဟုတ်ဘဲနဲ့ကိုးကွယ်တဲ့ရာသားတွေအထိပါကွဲလာတယ်။ဘယ်လိုဖြစ်လာလဲဆိုရင်တအားမီးတွေတောင်မှစကားမပြောနိုင်နှုတ်မဆက်နိုင်အဲ့အထိဆူဆူဝါးအထိကွဲကြတယ် ဒါဟာဘာသာရေးအဆောက်အအုံတစ်ခုကိုမိုင်းထောက်ဖြစ်စည်းတိုင်းတဲ့တာမှာပိုတိချသေးတယ်လူမှုအတိုင်းဝိုင်းစီလုံးမှုတစ်ခုကိုအခြေခံအနေလောက်ခတ်ပြီးတော့ပြိုလဲစေတာဗျအဲ့ဒါနဲ့တူတူပဲအဲ့လိုရယ်မဘာသာအကွက်လိုမျိုးပေါ့တတိလေးတက်ရှုလိုက်တော့လည်းဘာသာရေးကိုင်းဆိုင်ပါတယ်ဆိုတဲ့လူတွေကအယူဆအလွယ်ကြီးဖြစ်လာပြီးကြီးမားတဲ့ divide and rule ကတာတာရာလေးဖြစ်သွားရောဘာမှတော့မလုပ်ရဘူးမပင်ပန်းဘူးမြင်နိုင်လောက်လို့ရတဲ့အကွက်တွေမျိုးပေါ့အဲ့ဒါနိုင်ငံကြီးအတိတ် ဒါပညာအခြေခံအားနည်းတာလည်းပါတယ်။ဒီတော့နောက်တစ်ခုအဲ့လိုပြဿနာ၃ခုရှိတယ်ပေါ့ဗျာပြောခဲ့တဲ့ပြဿနာကဥက္ကဋ္ဌနဲ့ရလူတော်မျိုးကြီးရဥက္ကဋ္ဌရဖို့ရေးပေါ့ဗျာ။နောက်နောက်တစ်ခုကမြေရောအကွက်ဆင်ပြီးတော့ယူတာနောက်ဘာသာရေးဖောက်ကြီးကြောင်းအဲ့လိုမျိုးဟာတွေနဲ့ကွဲကြတဲ့ပြဿနာကရခိုင်မှာလည်းရှိတယ်တခြားနေရာမှာရှိတယ်။ပြောရခိုင်ဖက်ပဲပြောမယ်ပေါ့။အဲ့ဒီပြဿနာ၃ခုသေချာကြည့်လိုက်ဗမာအစိုးရကရခိုင်လူဖွဲ့စည်းကိုအင်အားကြီးတဲ့အစုဖွဲ့တွေကိုပြင်ပထားပြီးတွေးခွက်ခဲ့တဲ့ divide and rule အသုံးချခဲ့တာနည်းနည်းပို့ပြီးတော့နားလည်တဲ့အချိန်မှာအာဖာစာပါလာခဲ့မှာလည်းအဲ့လိုပဲနေနော်ရခိုင်တွေကပင်လုံမှာသူတို့စာချုပ်လက်မှတ်မထိုးခဲ့ဘူးပင်လုံသဘောမတူဘူးရခိုင်တွေကဒါပေမဲ့ပင်လုံကိုပြီမှမှာဖာစာပါလာဝင်နေတဲ့နီးဆက်တဲ့ရခိုင်နိုင်ငံရေးသမားတွေကအာသဘောတူတလူလူနဲ့ယူပနေပါသွားတာပေါ့ဗျာတကယ်တော့လက်မှတ်မထိုးခဲ့ဘူးပင်လုံသဘောလည်းမတူဆန်တော့မှပြတော့ပင်လုံစာချုပ်ရခိုင်တွေကဒီတော့ ချမ်းသာတဲ့လူနဲ့ဆင်းရဲတဲ့လူတွေကိုတွေးခွဲတယ်မြေယာနဲ့တွေးခွဲတယ်ဆွေမျိုးသားချင်းတွေကြားတဲ့ကိုဥက္ကဋ္ဌရထူးတွေမြူဆွဲတယ်အရကြည်ဆဲအိမ်မူးလို့ညာလုတ်ပစ်လိုက်တယ်နောက်ရွာသားအချင်းချင်းတွေကိုမညီညွတ်အောင်ဖုံးကြီးကြောင်းနေနဲ့တွေးခွဲပစ်လိုက်တယ်ဘရော့ပါရဲ့ဖခင်ကိုငကပ်ပန့်ပေးတဲ့ဟာတော့ရှိသေးတယ်နော်တချို့ပြီးပါတယ်ရခိုင်မှာအဲ့လားလောက်ပြီးတော့မပြောတော့ပါဘူးဒါငရဲကြီးနေအောင်မယ်နော်ဖခင်ကိုကြေရီယာချီတယ်ဆိုပြီးတော့နားတောင်းနေပါလေလေ ါတော့မပြောတော့ပါဘူးဒါတမိုင်းကိုပြန်ပြီးတော့အာနင်းနောက်ခဲတဲ့ဟာကိုပြန်ဖော်တို့လို့ဖြစ်နေမယ်ရှိပါတယ်နော်ဖျားကိုဖျားကိုဟိုကားဆောင်လေးပါတယ်နဲ့ဖျားကိုလာလှုပ်တာတွေရတီယာချစ်တလူလူနဲ့ဘာညာနဲ့သူတို့လည်းယူတော့ပဲပြီးရင်ပြီးတော့အဲ့ဒါတွေရှိခဲ့တယ်ပေါ့ဗျာနော်ဒီတော့အဲ့ဒီရခိုင်လူဖွဲ့စည်းရောအဲ့လိုမျိုးစီးပွားရေးတွေရောလူမှုအုပ်ချုပ်ရေးတွေရောဘာသာရေးစိတ်ပိုင်းဆိုင်ရာနဲ့တွေးခွဲခဲ့တာကတကယ်တမ်းတိုက်ခတ်ပြီးတော့ဒါသူ့ပြည်ထောင်သူ့အတူ ဖြစ်နေအောင်ဆိုပြီးတော့အင်အားကြီးနေအောင်လုပ်ခဲ့တာဟုတ်ကဲ့သိတယ်သိတယ်အဲ့လိုမျိုးဟာကို divide and rule လို့ပဲတောင်းတော့ဘူးနော်ဒီတော့အဲ့ဒါကိုပြန်ပြီးတော့ဖြည့်ရှင်းဖို့ကလူလက်ပူပူဖြစ်တဲ့ကိစ္စတော့မဟုတ်ဘူးအဲ့ဒါကိုပြောချင်တာအဲ့လိုလက်ဆိုင်တဲ့သွေးခွက်မှုရဲ့အကျိုးဆက်ကအခုချိန် AAULA ခေါင်း6ရက်ပြည်ထောင်တာဒီထဲမှာနံပါတ်1နှစ်အောင်တဖြည်းဖြည်းရောက်လာတယ်ကျွန်တော်ပြောပြီးသား AAULA ကပို့ပြီးပြင်တဲ့အုပ်ချုပ်ရေးစနစ်ကိုရောက်လာလို့ ဒေါ်လာရဲ့အလွန်အစိုးရဟာရှင်းလာရမယ့်ပြဿနာဘာလို့တောင်းချထားမှမကောက်ဘူးတိုင်းနဲ့ချီတန်းနဲ့ချီရှိတယ်တော်တော်လေးကိုပဲနားလည်မှရမှာနော်အဲ့ခါကျရင်ဒီမိုကရေစီနဲ့တွားလို့ရတော့ပြားတုံးတဲ့အခြေအနေရှိတယ်ဒီမိုကရေစီလူခွင့်ရေးနဲ့ဇော့အော်ပြီးတော့ပြဿနာရှာမယ့်လူတွေတအားပဲရလားမရလားစဉ်းစားကြည့်ပေါ့အေးအဲ့တော့မှ unitary unitary တပြည်ထောင်စနစ်ပေါ့ပြည်ထောင်စုစနစ်ပါပဲတကယ်တော့တကယ်အဲ့လိုမှရမှာသူတို့မှလည်းဇက်လေနော် အဲ့လိုတဏ္ဍာကလုံးလည်းတူတူပဲဘယ်အစိုးရတက်လာတက်လာအုတ်ချုပ်ရေးနဲ့အာနာ PPR မလုပ်ထားနိုင်လို့တော့ပြဿနာထန်ရှင်းပြီးတော့ခေါင်းချောက်တက်မတက်ပဲနော်နောက်ဆုံးနှုတ်ထွက်သွားရတဲ့အထိကိုဖြစ်သွားလိမ့်မယ်ပြီးတော့ဗမာပြည်ကလည်းပြဿနာရှာရမယ်ရေးဆိုရင်ဆက်ဆက်တမန်ကိုလှုပ်လာဒီတော့ရခိုင်လူဖွဲ့စည်းမှာအဖြစ်ပြပရတူကိုရင်ဆိုင်ဖို့အင်အားမရှိတော့လောက်တဲ့အထိကိုအတွင်းထဲကနေစုပ်ပြတ်တက်သွားခဲ့တဲ့အခြေအနေကိုတမိုင်းကြောင်းမှာဖန်တီးခဲ့တယ်ဆိုလိုတာကိုယ့်အချင်းချင်းပြန်မုတ်ပြန်တိုက် အင်အားတွေပြုတ်တိကုတ်အောင်တမင်တကာလှုပ်ထားခဲ့တာမျိုးအင်အားကြီးလာနိုင်တဲ့အစုဖွဲ့မျိုးကိုသူတို့အဲ့ဒီအဲ့လောက်စားကြမှာလက်မှတ်မထိုးတာတွေကိုဒါနေဝင်းတို့ဘာလို့တိမာပေါ့ဗျာအူနုတို့ဘာလို့ခဲမာတွေတခြားတခြားခဲမာတွေကကို့အကျိုးစီးပွားအရာရောသူတို့အင်အားကြီးလာရင်ငါတို့ကိုနော်သူတို့ရှေ့ခက်ကပရင်နေလို့ပေါ့ဒီကောင်အင်အားခက်ခက်မှမှစုစည်းနိုင်တယ်အင်အားကြီးလာရင်ငါ့ကိုပြန်ပြီးပုံကန်နိုင်တယ်ဆိုတော့အတွေးမျိုးနေနဲ့ဖန်တီးခဲ့တဲ့ဟာတွေရှိတယ်အဲ့ဒါတွေကိုပြည်သူတိုင်းကမနာမလဲဘူးမသိဘူးမြန်မာပြောပြရမှာဟော ပြီးတော့ဒါတွေဆက်ဖြစ်လာနိုင်လဲဆိုတော့အဲ့ဒီအခုပြောတာကမြေယာလူရာရဲ့ဥက္ကဋ္ဌမင်းပြားကနေဖြစ်တဲ့ပြဿနာကိုအခြေခံပြောတာဥက္ကဋ္ဌတို့ဖောက်ကြီးပြဿနာတို့ဖောက်ကြီးချပြဿနာတို့တွေကိုဖြစ်နိုင်ချေတောက်ခုရှိတယ်အရင်မြစ်ကနေအဲ့ဒီပြဿနာတွေကိုမဖြစ်ရှင်းနိုင်ဘူးဆိုရင်ဟိုခက်လိုက်မယ်ရခိုင်တို့ဖွဲ့စည်းကအဲ့ဒီပြဿနာကိုနလန်ထူဖို့အရင်မြစ်ကိုပြန်လိုက်ရမှာပိုခက်ခဲလိုက်မယ်မဟုတ်ရင်ပြပဖြစ်အားရလိုက်ရင်အဲ့ဒါမဖြစ်ရှင်းထားရင်ကိုယ့်အခြေချင်းစီလုံးလို့မရတော့ဘူး ပို့ပြီးအကြက်တဲရင်ဆိုင်ရတယ်လို့အဲ့ရင်အားမဖြစ်ပဲပြဿနာထိုင်ရှင်းရုံးနဲ့အချိန်ကျန်ကြသွားနိုင်တယ်ပြီးတော့ပကံအကွဲအစတွေတစားစီဖြစ်နေတဲ့ဟာမျိုးတွေနော်ကွဲနေတဲ့ဟာတွေကိုပြန်ဆက်ဖို့မကြိုးစားဘဲနေတဲ့အတိုင်းဝန်ဖြစ်လို့မရဘူးအဲ့တော့ဟာဒီလိုပတ်ကွဲတစားတွေဒီတိုင်းဖြတ်ကျဲပြီးထားလိုက်ရင်လေတိုက်တာကျန်ကျန်တိုက်တာနဲ့အလိုလွင့်သွားလိမ့်မယ်အဲ့တော့ဆက်ထားနိုင်အောင်တော့ဒါတိုင်ရင်တိဆောင်ရင်နဲ့လုံရင်နဲ့သွားအောင်ပါပဲအလိုဝိုင်းပြီးတော့အဲ့လိုမျိုးဒါဒုတိယဖြစ်နိုင်ခြေက အဲ့ပြဿနာတွေကိုနိုင်ငံရေးသမားတွေကမြင်နေပြအခွင့်သမားတွေကမြင်နေအဲ့ဒါကိုဆက်လက်အသုံးချတာရခိုင်လူထုကြောင်းဖြုတ်ခွဲဖို့အကွက်ရှာရင်အဲ့ဒါတွေမြင်လာတော့ပို့ပြီးတော့အဲ့ဒီပဋိပက္ခကိုပြန်ဆွဲထုတ်တော့ရှိတယ်မိထိုးပေးတာပေါ့ဗျအဲ့ဒါကမကြက်သေးတဲ့အနာပေါ်စားထက်ဖြူလိုက်တလို့ကဆက်ဆက်လူအောင်ကိုနာတာအဲကြောင့်မို့ရခိုင်တွေစမတ်ဖြစ်ဖို့အတွက်တော်တော်လုံယူခဲ့ရတယ်လုံယူရအောင်မယ်အဲ့အနာကိုတတ်တတ်မဲ့ကို ြောတဲ့ဆိုတဲ့လူတွေရှိတယ်ဟုတ်အဲ့တော့ဆိုရင်အနာလာပဲဆိုဆိုရင်ဒါပြဿနာကြီးမှာပဲအဲ့ဒါမျိုးပေါ့တကယ်တော့ကိုယ်မလို့တဲ့သူမဟုတ်တဲ့သူရှိတယ်ဆိုတာသိထားပြီးဆိုရင် तू ကတော့ကိုယ်ကိုတိုက်ခိုက်ဖို့အကွက်တော့ချားမောင်ပဲဆိုတာသိမှာပဲအဲ့တော့ပြောပြောပေါ့ဗျာဒါပေမဲ့ဘာမှမတိခိုက်သွားနိုင်တော့လွတ်ထားလိုက်လို့ရတတိယဖြစ်နိုင်ချေကအနာဂတ်မှာတကယ်တည်ငြိမ်အေးချမ်းတဲ့ရခိုင်ပြည်ကိုတည်ဆောက်ချင်တယ်ဆိုရင်အဲ့ဒီခုနကပြောတဲ့အောက်ချစ်အစင်းတီကိုသွေးကွဲသွေးခွဲခံလာရတဲ့ အခြေအနေတွေကိုပြန်လည်စီးလုံးအောင်လုပ်ဖို့လိုတယ်။တရားမျှတမှုမရှိတဲ့မီယာကိစ္စပြန်လည်ဖြေရှင်းပေးဖို့တွေလူမှုအတိုင်းအဝိုင်းယုံကြည်မှုတွေပြန်လည်တည်ဆောက်ဖို့စိတ်ကောမှုကြီးတွေကိုရခိုင်အပြင်မှာကိုတနင်္ဂနွေလို့ဖြေရှင်းရအောင်ပါ။အဲ့တော့မလုံနိုင်ရင်နိုင်ငံရေးပြည်လည်မှုမရောက်ဘူးတိုင်းစားစီးလုံးမှုမရောက်ဘူးအောက်ခြေလူထုကွဲမြဲကွဲချမြဲချဖြစ်နေမှာပဲ။ လူတွေကကြက်တဲတော့အဲ့ဒီဟာခုနပြောသလိုပေါ့လူတို့အတိပေးပညာပေးလို့ဒါပေမဲ့မလွယ်ဘူးလူတို့ကလည်းအဲ့ဒါကိုဟိုစိတ်ဝင်စားအောင်ဆွဲဆောင်မှုရှိရှိနဲ့မပြောနိုင်ဘူးဆိုရင်လက်ကိုမကြည့်တော့ကျွန်တော်တို့ကဆိုကြည့်တယ်မပလားမရှိဘူးတချို့ကဆိုသိပါတယ်ဖောင်းထူမှလူစိတ်ဝင်စားတာမျိုးတွေဒီတော့အဲ့တော့ save with ဟိုပြောလို့ဟိုဖြစ်တာမဟုတ်ပါဘူးเนาะတက်တမ်းမဲ့ရှင်းပြတာဒီတော့ဒါတွေကိုကျွန်တော်ပြန်ပြီးတော့ချက်ရရင်ရခိုင်မှာအာစုစည်းတဲ့အမျိုးသား အင်အားစုဖြစ်လာအောင်သွေးခွက်တဲ့နေ့ဟာကျွန်တော်တို့တခြားနေ့ရည်နဲ့မတူသူတို့ကပို့ပြီးတော့အာသွေးနေ့တဲ့ဆိုတော့ပို့ပြီးတော့နက်ဆိုင်တဲ့နေ့လမ်းတွေကိုတုံးခဲ့တယ်ရိုးရှင်းတဲ့အရန်တိုက်ပေးမှုတွေအစင်းလောက်နဲ့မဟုတ်ဘူးအဲ့တော့ပြောချင်တာစနစ်တကျောက်ကိုပါတဲ့အာပုံစံနဲ့လော်ခဲ့တဲ့ဟာတွေတချို့နေ့ရည်မှာကျတော့အချင်းချင်းကဘာမှမလုပ်ဘဲနဲ့တော့သူကသူကွဲနေပြီးသားဆိုတော့အခုကမှကျတော့စီလောက်တဲ့ဆိုရင်တိတိကျကျထိုးခွဲတာဒီတော့စီပွားရေးနံပါတ်1လူမှုရေးဘာသာရေး စားတဲ့လူဖွဲ့စည်းအခြေခံအုတ်မြစ်တွေကိုသူတို့ကအာ infrastructure ပဲပြောပြော nation building capacity building တွေကိုဖြိုချပစ်လိုက်တယ်ဖြည့်ဆည်းလိုက်တယ်အတူဖွဲ့လိုက်တယ်မတိုးတက်တာအဲ့ဒါကြောင့်ဒီပါတယ်နောက်တရားဥပဒေနဲ့ငွေကြေးကိုအကျင့်ပြအောင်လုပ်လိုက်တယ်နော်ကျွန်တော်ပြောပြီးအဲ့ဒါတွေကဒါ secret တွေပေါ်လာတယ်လို့ပဲအရာဆောင်တွေ AA နဲ့တွေ့ရင်တော့ AA အကောင်ဆုံးစစ်ကောက်စီနဲ့တွေ့ရင်တော့အကျိုးများပြန်ကြည့်တဲ့အားမျိုးဖြစ်သွားတာမျိုးသတိထားဖို့လိုတယ် မရှိဘူးလားဆိုတော့မပြောနိုင်ရှိတယ်ဘာလို့ဆိုရင် A တို့အခုမှဖြစ်တာဟိုမှာ90 90နှစ်ပေါင်း80လောက်ဒီအကျင့်ပြည့်ရအထိုင်ပြလာတာရုတ်တရက်ကြီးကြားဖို့မလွယ်ဘူး Yes on အဲ့တော့ဘာပြလို့မရှိဘူးဘာညာငါတို့ရက်ခိုင်အကောင်ဆုံးဆိုပြီးမထင်တာထင်ရင်မဝါလိမ့်မယ်ရှိတဲ့တချို့နေရာတွေမှာတောင်ပိုင်းတွေဘာတွေမှာဆိုနည်းနည်းပုံများမယ်ထင်တယ်အဲ့တော့ကတော်တော်လေးခိုင်မာတဲ့ဒါရုပ်ကံမှုနဲ့တွားအောင်ပါပြန်တော့ရတော့ပေါ့ဗျာသူတို့တွေလည်းသူတို့ရာနားလည်ပြီးတော့အောက်ချိုရန်တရားတွေမှာပါတယ်ဆိုတော့ ။ဟောဟိုတနေ့ကပြောခဲ့တယ်။ဒီတော့အဲ့လိုအောက်ခြေကွဲအောင်လှုပ်ထားတာရခိုင်လူဖွဲ့စည်းတစ်ခုလုံးဘယ်လိုဖြစ်လဲဆိုအင်အားချိနေပြီးပြပရန်သူကိုစုစည်းခုခံနိုင်ဖို့မရှိအောင်တမင်ဖန်တီးခဲ့တဲ့အဆိုတဲ့အဲ့ဒါတွေကိုတိဖို့လိုတယ်။ဘုကျုံထုံမြနိုင်ရခိတလမ်းစဉ်ဟာအမျိုးသားရေးတွန်းအားကိုမောင်းတင်ပြီးတော့အားထားခဲ့တာ။အားကြောင့်မို့လဲသူကရခိတလမ်းစဉ်ဆိုတာကလုံရင်လုံရင်ကောင်းဆုံးဖြစ်အောင်ပူပူပြီးလုပ်သွားမယ်ဆိုတဲ့ပုံစံမျိုးတိုင်းတိုင်းကိုတတ်တတ်မမတ်ဟုတ်စံမျိုးမဟုတ်ဘူး။ အဓိကရခိုင်ပြည်နယ်အဲရခိုင်ပြည်နယ်လွတ်မြောက်လို့မြန်မာပြည်နယ်ကျန်နေသေးတဲ့အကျင့်ပြည့်ဘုလားကျဲမယ်ဆိုရင်မြန်မာပြည်နယ်ကြီးတက်တိုက်ဖို့ဥဆောင်စုစည်းဖို့အဲ့ဒါတွေဒီစဉ်းစားမှာပဲအဲ့ဒါအကောင်းဆုံးကိုလုံရင်လုံရင်သွားတာအကောင်းဆုံးဖြစ်အောင်သွားတာအဲ့ဒါရခိုင်တိုင်းမှာအခြေခံကအမျိုးသားရေးအဲ့ဒီပြဿနာတွေမဖြစ်နေပဲနဲ့အဲ့ဒီဘက်ကိုလက်ပြီးတော့အတုံးချလို့ရအောင်စုစည်းလိုက်တဲ့ရခိုင်တိုင်းအိမ်မက်ပေါ့ဗျာရခိုင်တိုင်းအာရခဒရင်းပေါ့ဗျာအခုဆိုရင်တော့အဲ့လိုမျိုးတွန်းအားပြဿနာဖြစ်မဲ့တွန်းအားကိုစုစည်းမှုနဲ့ဒီ အာအနာဂတ်လမ်းကြောင်းပေါ်တွန်းတင်ပေးလိုက်တာတော်တော်မှန်သွားတယ်တော်တော်လေးကောင်းတဲ့ view ဟာဖြစ်သွားတာအခုအမြင်တာအဲ့ဒီအတွန်းအားနဲ့တိုက်တာပေါ့ဒီတော့အဲ့ဒီလိုမျိုးအမှန်တရားတွေကိုတည်ပြီးတော့နားနဲ့လက်ခံချင်တဲ့လူဟာရှိသေးတယ်နားမလဲဘဲနဲ့ယူချင်အောင်ဆောင်ပြီးတော့သူ့ချံပါနေလို့ငါချံငါစိုက်တော့ဘာဖြစ်လဲဆိုတာမျိုးဇုတ်ပြီးတော့လုံနေမဲ့လူလည်းရှိတယ်အဲ့တော့ကြတော့တဲ့ထက်မှာအစိုးရဆိုတဲ့အာဏာရှိနေမှာလုံလို့ရတာဖြည့်ရှင်းလို့ရတာ ဆိုပြီးတော့ငါဟာလာထင်းတော့မရဘူးဆိုတာမျိုးကတော့တင်းခတ်နေမှာပဲလေတကယ်အမှန်တရားတက်စစ်ပြနိုင်ပြီဆိုရင် तू ကလက်ခံမှာမဟုတ်ငါအကျိုးစီးပွားထိပြီဟုတ်အဲ့ဒါတွေကိုနားလည်ဖို့လိုတဲ့အထီးကိုရှင်းရမှာဆိုလိုချင်တာကဟော2008လို့မျိုးတန်းရွှေနောက်ကြောက်ပြန်လဲပြီးတော့အရင်မယူရဆိုတာမျိုးနဲ့ဆက်သွင်းနေတော့ဘာမှထူးလာမှာမဟုတ်ဘူးဆိုတာကိုပြောပြချင်းတာနော် အရေးယူမခံရဘူးကျူးလွန်သွားတဲ့လူတွေကတတ်တတ်ကြီးကဆရာကြီးပဲအခုချိန်ထိလည်းတတ်တတ်ကြီးအပေါ်ကနေဟာမိတော့ကနေဆက်သုံးမကြလိုက်တာဆိုပြီးငါဘယ်လောက်ထိလောက်ပြောက်ခဲ့တယ်မသိဘူးလားအဲ့လိုမျိုးဖြစ်နေမှဆိုရင်တော့ခံရအောင်ပါပဲမတရားမှုနေ့နောက်ခံရတဲ့ကိုကြီးတရားပစ္စည်းတော့အားလုံးမတရားတာအတရားမျက်တမှုမရှိရင်အရေးပြန်ကိုယူဖို့လိုအပ်တယ်အဲ့ဒါဆိုရင်စနေကြီးတခုလို့ပြောပြနိုင်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့တွေကတော်တော်လေးကိုပဲရုပ်ကန့်ပြီးတော့တွားရအောင်ပါပဲ ပြီးတော့ခုနကဟောက်ပြောချင်တာကရခိုင်ရဲ့အကြီးမားဆုံးရန်သူကပြပရန်သူဆိုတာထက်အတွဲမှာအဲ့လိုရှိနေတဲ့သွေးခွဲနေပြီးသားအစိတ်တစ်ခုကိုဖောက်ထုတ်ပြဖို့လိုသေးတယ်ဆိုတာကိုပြောချင်တာဟုတ်တယ်မြေနူကျော်ပြဿနာကိုပဲပြောနေတာပဲဒါပေမဲ့အဲ့ဒါတော့ပြဿနာတော့မပြောဘူးဗျာဖြည့်ရှင်းတီးကိုပဲကျတော့ဘာကြောင့်ဖြစ်လဲဆိုတော့ပြောပြတာပြဿနာတော့သိပါတယ်နော်အဲ့လိုမျိုးပြပရတူမဟုတ်ပဲအဲ့လိုမျိုးအတွင်းကနေတွေးခွဲတဲ့အစိတ်ရှိပြီးသားကိုဖတ်ထုတ်ဖို့အလုံးအလုံးမှလို့ရတယ်ကျွန်တော်မှလည်းလို့ရတယ်တနင်္ဂနွေလုံးမှလို့ရတယ် ဒါပေမဲ့နမူနာစံပြဖြစ်နေတဲ့ AA တို့ကပို့ပြီးတော့ဖြည့်ရှင်းဖို့လက်ရှိရင်ဆိုင်နေရတဲ့အခြေအနေဆိုတာကသိစေချင်တာပြောချင်တာအလုံးအလုံးလောက်ရမှာအဲ့လိုမျိုး